2025ခုနှစ်တက္ကသိုလ်ဝင်ဆောင်ပွဲကာလအတွင်းဈေးရုံတက်ရောက်ဈေးဝကုသမှုခံယူနေကြတဲ့ចောင်းသားចောင်းသူတွေအတွက်စာပြေဌာန၄ခုစီစဉ်ထားတယ်လို့မလရှိရမှာကျမ်းမာရေးဝန်ကြီးဌာနကနေသိရပါဗျ။ကျမ်းမာရေးဝန်ကြီးဌာနကုသရေးဦးစီးဌာနနဲ့မြန်မာနိုင်ငံစားစေးဦးစီးဌာနတို့ရဲ့ညှိနှိုင်းထားချက်အရ 2025ခုနှစ်မလ18ရက်ကနေ22ရက်အထိကျင်းပမယ်တက္ကသိုလ်ဝင်ဆောင်ပွဲဝဲကာလအတွင်းစေယုံတက်ရောက်စေဝါကူတာမှုခံယူနေကြရတဲ့ចောင်းသားចောင်းသူတွေနင့်နာမှုမရှိစေဖို့ရည်ရွယ်ပြီးစေယုံစားဖြေဌာနလေးကိုကိုရန်ကုန်ပြည်သူစေယုံကြီးမြောက်ကလာပါအထွေထွေယောဂကုနှစ်တင်ကြားရေးစေယုံကြီးဗဟိုအမျိုးသမီးစေယုံကြီးဝေဘာကိအထူးကုစေယုံကြီးတွေမှာဖွင့်လှစ်ပေးဖို့စီစဉ်ထားတယ်လို့သိရပါဗျ ဆေးရုံတရောက်ကုသနေတဲ့ဆမဝဲဝင်ရောက်ဖြည့်ဆို့လို့တဲ့ចောင်းသားចောင်းသူလူနာတွေဟာအဆိုပါဆေးရုံကြီးတွေမှာရှိတဲ့ဆေးလူမှုဆက်ဆံရေးဌာနနဲ့ဆက်သွယ်ဆောင်ရွက်နိုင်ကြောင်းသိရပါတယ်။အလားတူနဝမရန်အောင်မြင်ပြီးအကြောင်းမျိုးမျိုးကြောင့်တက္ကသိုလ်ဝင်ဆမဝဲဖြည့်ဆို့ခဲ့ခြင်းမရှိသူတွေနဲ့တက္ကသိုလ်ဝင်ဆမဝဲကြာရှုံးသူတွေကို2025ခုနှစ်တက္ကသိုလ်ဝင်ဆမဝဲမှာပြင်ပဖြည့်အဖြစ်ဖြည့်ဆို့ခွင့်ပြုမှာဖြစ်ကြောင်းမြန်မာနိုင်ငံစာစေးဦးစီးဌာနကထုတ်ပြန်ပါတယ်။